နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်အတွင်းမှာရှိတဲ့ပြည်နယ်အစိုးရတင်တာလုပ်ငန်းအများစုကိုရယူလိုပါကဝင်ကြီးချုပ်ဒေါက်တာဝုံဆုံးထံလမ်းမဆက်သွေးဝင်ကြီးစစ်အရာရှိဟောင်းနေလင်းအောင်စစ်တပ်ဗျူဟာမှုစိုးဝင်းထွန်းတို့ကငွေကြက်သိန်းကိုထောင်ချီပြီးတော့လက်ငွေတောင်းခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခု2025 2026ဘန်ဒါရေးနှစ်အတွက်ချင်းပြည်နယ်အတွင်းမှာလုံဆောင်ရန်ရှိနေတဲ့ဒေသဖွံ့ဖြိုးရေးဆိုင်ရာပြည်နယ်အစိုးရတင်တာများကိုခေါ်ယူခဲ့ရမှာချင်းပြည်နယ်လမ်းမဆက်သွေးဝင်ကြီးစစ်အရာရှိဟောင်းနေလင်းအောင်စစ်ဗျူဟာအခြေကြဟာခါကစစ်ဗျူဟာမူဘုံမူကြီးဆိုဝင်းထွန်ဟာခါအခြေဆိုင်ခမရ266တိုင်းရင်းကဘုံမူအာကာကျော်မိုးတို့က၎င်းတို့နဲ့နှိစက်တဲ့စီးပွားရေးကုမ္ပဏီတွေဈေးကနေပြီးတော့ ငွေကျပ်သိန်းကိုထောင်ချီပြီးတော့လက်ငွေရယူပြီးတင်တာများရရှိရေးအတွက်စောင့်ရွက်ပေးနေတယ်လို့သိရပါတယ်။ချင်းပြည်နယ်မှာဒေသဖွံ့ဖြိုးရေးတင်တာတွေခေါ်နေပါပြီ။အဲဒီမှာချင်းပြည်နယ် OA အာကာတမဝါယမကျေးလက်ဖွံ့ဖြိုးရေးလမ်းကြီးကျပ်လမ်းဦးစီးနတ်တလဆယ်မြောင်းဌာနဘောင်းဆောင်ကနေပြီးတော့တင်တာတွေခေါ်တာလျှောက်တာကလည်းဒေသကကုမ္ပဏီအခု200လောက်ရှိတယ်ဝိုင်းလျှောက်ကြတာ အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ဒီနေ့တင်တာတွေကစစ်ဗျူဟာမူဆိုဝင်ထွန်ဗိုလ်မှူးအာကာကျော်မိုးနဲ့လမ်းမဆက်သွေးဝင်ကြီးနေလင်းအောင်တက်ထွက်တို့နဲ့ညှိနှိုင်းနေပြုတ်လို့ပြီးတော့တင်တာလုပ်ငန်းတွေကိုသူတို့ရဲ့တွဲဖက်ကုမ္ပဏီတွေကိုပဲပေးပြီးတော့တင်တာတွေလှုပ်ရှားနေကြတာတင်တာရဖို့အတွက်ကုမ္ပဏီတွေကသူထက်ငါအပြိုင်ဆိုင်ငွေချက်သိန်းကိုထောင်ချီပြီးတော့သူတို့ကိုလက်ထိုးနေကြတာတင်တာအပိသက်စင်းရဲမထုတ်ကသေးဘူးဘယ်သူတွေကရမယ်ဆိုတာကသိနေရပြီလို့ ချင်းပြည်နယ်စစ်ကောင်စီရဲ့တရင်ရင်တွေကပြောပြထားပါဗျ။လက်တလုံးမှာတင်တာရရှိတဲ့ကုမ္ပဏီများကိုတရားဝင်ကြေညာခြင်းမရှိသေးတဲ့အချိန်ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုံဆွန်းထံနဲ့ချင်းပြည်နယ်ဥပဒေချုပ်တို့ကလည်း၎င်းတို့ရဲ့ဆွေမျိုးကုမ္ပဏီများကိုတင်တာချပေးရန်၎င်းတို့လက်ငွေယူထားတဲ့ကုမ္ပဏီများကိုတင်တာလုပ်ငန်းများပေးရန်အတွက်စီစဉ်ဆောင်ရွက်နေကြတယ်လို့သိရပါဗျ။တင်တာတွေကကက်ဘိနက်ကမဆုံးဖြတ်ရသေးပေမဲ့စိုးဝင်းထွန်းနေလင်းအောင်လမ်းမဆက်သွေးဝန်ကြီးတို့နဲ့ပေါင်းတဲ့ကုမ္ပဏီနဲ့ ဝင်ကြီးချုပ်အမျိုးကုမ္ပဏီဂါရားတဲ့ကုမ္ပဏီတွေကအောင်ပွဲခံနေကြပြီဘဲကုမ္ပဏီတွေကရတယ်ဆိုတာဘာမှ reset ကမထွက်သေးဘူးမသိရင် miss ပြိုင်ပွဲတွေလိုပဲလို့အဲ့ဒီသတင်းရင်းမြစ်ကဆက်လက်ပြောဆိုထားပါဗျာ စစ်ဗျူဟာအခြေချဟားခါကစစ်ဗျူဟာမူဘုံမူကြီးစိုးဝင်ထုံးကိုတမ69တမမှုအဖြစ်စစ်ကောင်စီကရာထူးတိုးပစ်လိုက်ပြီးဖြစ်တော်လဲတင်းနာလုပ်ငန်းများချထားပေးရဲ့အတွက်နက်နက်ရှမ်းရှမ်းပဝင်ပတ်သက်နေဆဲဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်ချင်းပြည်နယ်အတွင်းတိတ်ခိုးထုံးမှုတွေအပါအဝင်တရားမဝင်လုပ်ငန်းများအတွက်စစ်အရာရှိဟောင်းလမ်းမဆက်သွေးဝင်ကြီးနေလင်းအောင်စစ်ဗျူဟာမူဘုံမူကြီးစိုးဝင်ထုံးတို့ထံကိုလက်ငွေလာစေပုံမှန်ပေးရနေရတယ်လို့သိရပါဗျ။ နေလင်းအောင်ဟာ2024ခုနှစ်ဖေဖော်ဝါရီလမှဝင်ကြီးအဖြစ်နဲ့ခန့်ခန့်ချင်းဖြစ်တော်လဲစစ်အရာရှိဟောင်းဖြစ်တဲ့အတွက်တနေ့အတွင်းမှာတရားမဝင်လုပ်ငန်းများနဲ့ချိတ်ဆက်ပြီးတော့ငွေကြေးရယူပြီးချမ်းသာလာတယ်လို့သိရပါဗျ။အဓိကကတော့ချင်းပြည်နယ်ကောင်စီကထိပ်ပိုင်းအရာရှိကြီးများအတွက်ငွေကြေးလမ်းကြောင်းဖန်တီးပေးနိုင်တဲ့အတွက်၎င်းရဲ့ဩဇာဟာချင်းပြည်နယ်အခြေချစစ်ဗျူဟာမှာကြီးမားနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။